ပရိသတ်တို့အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်ကိုအမ်ပါကိုအမ် recap 2.0ကနေကြိုးဆိုပါရယ်ဟုတ်ပြီအဲ့တော့ဒီနေ့မှာကတော့ပြီးခဲ့တဲ့ရပိုင်းကတင်ဆက်ထားခဲ့တဲ့ကိုရီးယား series တစ်ခုရဲ့နောက်ထပ်အပိုင်းနှစ်ကိုဆက်ပြီးတော့တင်ဆက်ပေးမှာဖြစ်ပါတယ်။ Onio ဒီဇာကားဆက်ပြီးတော့မကြည့်ခင်ပါ channel ကို subscribe လုပ်ရသေးတယ်။တေချာပေါက်ရှိတယ်ကျွန်တော်သိတယ်။ subscribe လုပ်ထားပါပြီးတော့ဗီနာခေါင်းလောင်းနှိပ်ထားပါပြီးရင် VPN link ဖွင့်ပြီးတော့အားပေးကြဖို့လည်းမေတ္တာရက်ခံပါစေ။ဆိုတော့ဒီနေ့မှာကတော့ခုနပြောသလိုပဲကာမ မီနီစီးရီးလိုပဲပြောရမလားအဲ့ဒီဇာလန်တွဲရဲ့အပိုင်းနှစ်ကိုဆက်ပြီးတော့သွားမှာဖြစ်ပါတယ်ဆိုတော့မကြည့်ရသေးရင်အပိုင်းတစ်ကိုအရင်သွားပြီးတော့ကြည့်လိုက်ပါအောင်အဆက်ဆက်တွေနဲ့တကယ်ကိုဂျိတ်ဆမ်မီမီနဲ့အကောင်းစားအမိုက်စားရုပ်ရှင်တစ်ခုဖြစ်တဲ့တော့မလွတ်သွားစေချင်လို့ပါဆိုတော့ okay ready ဖြစ်ပြီဆိုတော့ကျွန်တော်ဒီနေ့အပိုင်းနှစ်ကိုစလိုက်ကြအောင်ပါခင်ဗျာမနက်ခင်းအေးကြတဲ့ချိုးဝေါ်တောင်ပေါ်ရဲ့တနေရာမှာတော့ vlogger မာလီတယောက်ဟာသူမရဲ့ကြည့်ရှုသူတွေအတွက် ဗီဒီယိုတစ်ခုကိုစတင်ရိုက်ကူးလို့နေပါတယ်။သူမအိုက်တောင်ပေါ်ကိုညအိတ်ခီးဖြစ်နေတောင်တက်လာခဲ့တာဖြစ်ပြီးတော့အခုမနက်ပိုင်းမှာတော့အထုပ်ပိုးတွေပြန်သိမ်းကတောင်ကိုပြန်ဆင်းလာတာပဲဖြစ်ပါတယ်။တောင်ပြန်ဆင်းတဲ့လမ်းတစ်လျှောက်မှာတော့သူမဟာဘဝင်းကျင်တစ်လျှောက်မှတ်တမ်းတင်ရိုက်ကူးနေခဲ့ပြီးတော့ဒီချိုဝေါတောင်ဆိုရာမတ်ဆောက်တဲ့တောင်ဖြစ်တဲ့အတွက်တောင်တက်သမားတွေတော့မှသိလာလိမ့်မရှိတဲ့အကြောင်းကိုပြောနေခဲ့ပါတယ်။ကောင်မလေးကအဲ့လိုမျိုးဗီဒီယိုရိုက်ကူးနဲ့တောင်အောက်ဆင်းလာတဲ့လမ်းတစ်ဝက်မှာတော့မြေကြီးပေါ်ကတခုခု ရှာစားနေပုံရတယ်တောခွေးတစ်ကောင်နဲ့တွေ့ပါတော့တယ် ဲ့ဒီခွေးကတော့လူမြမြင်ကျဲမာတွေမဲ့အတင်းထိုးဟောင်းကနောက်တော့အဲ့ညာကနေထွက်ပြေးသွားခဲ့ပါလေ။ဒါကြောင့်ကောင်မလေးလည်းအဲ့ညာမှာဘာရှိနေနိုင်မလဲဆိုရဲစူးစမ်းစိတ်နဲ့တဖြည်းဖြည်းအနာကပ်တိုးပြီးတော့သွားကြည့်လိုက်တဲ့ခါမှာတော့ထိတ်လန့်စရာမြင်ကွင်းတစ်ခုကိုတွေ့လိုက်ရပါတော့တယ်။ဟုတ်ပါလေ။အဲ့ဒါကတော့အားလုံးထင်နေကြတဲ့အတိုင်းပဲပြီးခဲ့တဲ့အပိုင်းတစ်မှာတော့ပါခဲ့တဲ့တောင်ပေါ်မှာစွန့်ပြင့်မြုပ်နှံခြင်းခံလိုက်ရတဲ့ဂျယ်ယောင်းအဖေရဲ့ရုပ်အလောင်းပဲဖြစ်နေတာပါ။ ဒီလူသေးလောင်းကိုတွေ့တွေ့ချင်းမာရီမဲ့ထိမ့်လန့်နေတဲ့ကောင်မလေးရရဲစခန်းကိုချက်ချင်းမဲ့အကြောင်းကြားဆက်သွယ်လိုက်ပါတော့တယ်။အဲ့ဒီဖြစ်ရမတိုင်မီလွန်ခဲ့တဲ့ညကိုပြန်သွားကြည့်ကြမယ်ဆိုရင်တော့ဇိုးမျိုးကနာမည်ကြီးစားတောက်ဆိုင်တစ်ခုမှာတင်းတယ်မှုအပြည့်နဲ့ထိုင်နေတဲ့ဟန်ဆန်းဟွန်းကနေပဲစားမှာဖြစ်ပါတယ်။ဟန်ဆန်းဟွန်းဆိုတာကတော့အောင်မြင်ပြီးသားတိုင်းရင်းစည်းကမ်းတစ်ခုရဲ့ဈေးရုံအုပ်တယောက်ပဲဖြစ်ပြီးတော့ငွေကြေးဂုံပကာတနာရီနဲ့ပြည်စုံသူဆိုရင်လည်းမမားပါဘူး။အဲ့ဒီပြင်ဆန်းဟွန်းမှာအရန်လှတဲ့ယူချောင်းဆိုတဲ့ချစ်သူကောင်းမလေးလည်းရှိပြီးတော့ ဒီညတော့သူတို့နှစ်ယောက်ဒင်နာတူတူစားဖို့အတွက်နှစ်လားလောက်ဂျိုတင်ဘိုကင်လောက်ထားတဲ့စားတောက်ဆိုင်မှာထိုင်ဆောင်နေတာပဲဖြစ်ပါတယ်။မကြခင်မှာပဲချစ်သူလေးယူချောင်းဟာဆန်းဝန်းရှိတဲ့ဇပွဲစီကိုဆိုက်ဆိုက်မြတ်မြတ်ရောက်ရှိလာပြီးနှစ်ယောက်သားဒီစားတောက်ဆိုင်ဟာဘလို့နာမည်ကြီးတဲ့အကြောင်းတွေပြောကစကားအဆအဖွင့်မှာတော့လေ။အဲလိုပြောနေတဲ့ယူချောင်းဟာသူ့အတွက်ဘာစားဖို့ကြိုမာထားလဲမေးလိုက်တဲ့အခါဆန်းဝန်းကတော့ယူချောင်းသူ့စိတ်ကြိုက်မှားလို့ရအောင်ဘာမှကြိုပြီးတော့မှားမထားဘူးလို့ပြောလိုက်ပါတယ်။ဒါကြောင့်မိန်ကလေးတွေရဲ့ထုံးစံတိုင်းယူချောင်းက ဇန်ဟုံကိုသူ့အကြိုက်ကိုမသိရကောင်းလားဆိုပြီးထားပြီးတော့စိတ်ကောက်ခံဆောင်းလိုက်ပေမဲ့ဇန်ဟုံကအထိတ်လန့်ပုံစံဖြစ်သွားအတွက်ယူချောင်းလေးသူ့ချစ်သူလေးကိုဆက်ပြီးတော့မဆနိုင်တော့ပါဘူးဒီလိုမျိုးချစ်သူနှုတ်သားချစ်ချင်သူတိတိတူးပြီးတော့ညသာတူတူစားပြီးတဲ့နောက်မှာတော့စားတောက်ဆိုင်ကနေပြန်ထွက်လာကတဏျာကိုထတ်သွားဖို့ဟန်ပြေမာတော့တယ်ဇန်ဟုံတယောက်ယူချောင်းကိုညသာစားပြီးတော့ထတ်ခေါ်သွားခြင်းတဲ့နေရာကတော့အချိုးပွဲကောင်းကောင်းရတဲ့ဆိုင်တစ်ခုကိုဖြစ်ပြီးယူချောင်းကတော့ဇန်ဟုံပြောတဲ့အချိုးပွဲအစ်စ်ကိုစားခြင်းမုံတိတ်မရပါဘူး ဒါကြောင့်စန်းဝင်းရဲ့နားအနားကိုကတ်ပြီးတော့သူမတကယ်စားချင်တဲ့အချိုးပွဲကိုပြောလိုက်တဲ့အခါစန်းဝင်းတယောက်ရှက်သွေးဖြာသွားပါတော့တယ်။ဒီလိုရှက်သွေးဖြာလွန်နေတဲ့ဟန်စန်းဝင်းရဲ့ပြောလိုက်တဲ့စကားကတော့ဒီနေ့ကတောက်ကြနေမလို့ဆိုးဟာဟိုတယ်ကြီးကအခန်းထမ်းမရနိုင်လောက်တော့ဘူးဆိုတဲ့စကားပါပဲ။ယူကြောင်းကတော့သူတို့နှစ်ယောက်တည်းအတူရှိနိုင်တဲ့တိတ်ဆိတ်အေးဂျင့်နဲ့နေရာစီကိုပဲခေါ်သွားပေးမယ်လို့ပြောလိုက်တဲ့အခါစန်းဝင်းလည်းအချိန်ဆွဲမနေတော့ပဲအဲ့နေရာကိုတန်းသွားလိုက်ပါတော့တယ်။တို့နဲ့နှစ်ယောက်တည်းအေးစေးအချိန်ကုန်ဆုံးကျင်တဲ့စန်းဝင်းတို့အတွဲလဲ။ ချိုဝေါ်တောင်ဘောက Oasis လို့ခေါ်တဲ့တဲခိုကန်းတစ်ခုရောက်လာခဲ့ကြပါတော့တယ်။အဲဒီမှာတော့ဆန်းဝန်တယောက်တိုင်းစေးတစ်ခုခုကိုတောက်နေတာဖြစ်ပြီးတစ်ချိန်တည်းမှာပဲယူချောင်းတော့ဈေးကြီးတဲ့ဝိုင်းကိုတောက်ဖို့ထုတ်ယူပြင်ဆင်နေပါတော့တယ်။ဒီလိုအေးချမ်းပြီးတော့လူသိနေတဲ့နေရာကိုယူချောင်းကဘယ်လိုသိတာလဲလို့ဆန်းဝန်ကမေးလိုက်တဲ့အခါပြန်ရလိုက်တဲ့စကားကအရင်ကလာဘူးလို့သိတာဆိုတဲ့စကားပါပဲ။ဒီစကားကြောင့်ဆန်းဝန်တယောက်နဲ့ငယ်တွေ့ဝေပြီးကြောင်သွားပေမဲ့ယူချောင်းကတော့အရင်ကလာဘူးတယ်ဆိုတာသူ့ငွေချင်းတွေနဲ့တ냐အိမ်တောင်တက်ခီးကြောင့် တ냐အိတ်တောင်တက်ခီးလာခဲ့တာကြောင့်ဖြစ်တယ်ဆိုပြီးတော့ပြန်ပြီးရှင်းပြလိုက်ပါတယ်။ဒါကြောင့်ဆိုင်းလည်းဘာမှဆက်မပြောတော့ပဲယူကြောင်းကလည်းသူ့ကိုဝိုင်းတောက်ဖို့ခွက်လှမ်းပေးလိုက်ပါတယ်။ဒါပေမဲ့ခုနကတိုင်းစေးတောက်ထားတဲ့ဆိုင်းဟုံးကတော့သူ့အနေနဲ့အရက်ထပ်တောက်လို့မရဘူးဆိုကအတင်းကိုငင်းဆန်နေတော့တာပါ။ဒါမှလည်းယူကြောင်းကမူးပြတ်တယ်ဒီဘာဒီပြောပြီးတော့ရဲစေးတင်မို့အနေနဲ့တောက်ဖို့လိုကြောင်းပြန်လဲပြီးတော့စောရကတက်လိုက်ပါတယ်။အဲလိုနဲ့ပြောမရတဲ့ဆုံးယူကြောင်းကိုယ်တိုင်ပဲဝိုင်းကိုငုံငါဆိုင်းဟုံးကိုနိုင်ရင်းနဲ့သူ့စီကတစင်တိုက်ပေးလိုက်ပါတော့တယ်။ ကောင်မလေးကဒီလိုမျိုးအနမ်းချိုချိုလေးနဲ့အရက်လာတိုက်တဲ့အခါမှာတော့အာကျွန်တော်တို့လိုတမာရီကောင်းတဲ့သူတွေကတော့အေးဆေးပဲဖြစ်မှာပါဒါပေမဲ့တုံတန်လူတွေကတော့ဘလို့မှညင်းဆန်နိုင်မှာမဟုတ်ပဲအဲ့လိုပဲဟန်ဆန်းအောင်လဲယူချောင်းနဲ့အတူတူတောက်ဖို့လက်ခံလိုက်ရပါတော့တယ်ဒုနဲ့နေအောင်သားဝိုင်ရက်တွေတောက်ကဒုံဆန်နိုင်နှစ်ပါးသွားခဲ့ကြပြီးတော့ညင်းနဲ့တကောင်ကျော်ချိန်မှာတော့ယူချောင်းတယောက်ရေးတကြီးဖုံးထပြောနေတာကိုမြင်ကြရပါတယ်သူမရဲ့ပုံစံတော့တခုခုစိတ်ပြတ်နေပုံရပြီးတော့ဒါအောင်တတိထားမိကတင်းနိုးလာတဲ့ဆန်းအောင်ကတော့အเจ้าရင်းကိုမေးလိုက်ပါတယ် အဲ့မှာတီးလိုက်တာကယူချောင်းရဲ့အရန်ရင်းနေတဲ့တငယ်ချင်းရဲ့အဖေဆုံးသွားပဲဖြစ်ပြီးတော့အဲ့အတွက်လည်းသူမဆိုးကိုအမြန်ပြောင်းဖို့လိုအပ်နေတာဖြစ်ပါတယ်ဖြစ်ချင်တော့အဲ့ချိန်ထွက်တဲ့တက္ကစီကားတွေကလည်းမရှိတာကြောင့်ဆန်းဟုံးတယောက်ယူချောင်းကိုကိုယ်တိုင်ပြန်လိုက်ပို့အာမှာပဲဖြစ်ပါတယ်ဒါမဲ့ဆန်းဟုံးကခုနတောက်ထားတာဖြစ်တဲ့အတွက်ကားမမောင်းချိန်မဲ့တွန့်ဆုံနေတာကြောင့်ယူချောင်းကလည်းစိတ်ဆိုးပါတော့တယ်ကားမောင်းပြီးတော့အရက်တောက်တာကိုရဲရီမိမာထက်ချစ်သူလေးစိတ်ဆိုးမှပို့ပြီးတော့ကြောက်နေရတဲ့ဆန်းဟုံးလည်းယူချောင်းရဲ့သဘောဆန္ဒတိုင်းကားမောင်းပြီးတော့ပြန်လိုက်ပို့ရပါတော့တယ် အဲဒီလိုနဲ့အပြန်တောင်ဆင်းလမ်းမှာတော့ကားပေါ်မှာယူချောင်းဟာသူထွက်လာနေဖြစ်တဲ့ကြောင့်တငယ်ချင်းကိုမက်ဆေ့လမ်းပို့ပြီးတော့အတိပေးထားပါတော့တယ်။အဲနောက်ယူချောင်းလည်းပြန်လိုက်ပို့ပေးတဲ့ဆန်းအုံးကိုစိတ်ကောက်ပြေးသွားကခုနအော်မိတာတွေအတွက်ပြန်တောင်းပန်လိုက်ပါတယ်။ဆန်းအုံးကတော့ဒါယူချောင်းတယောက်တငယ်ချင်းစီအမြန်ရောက်ချင်းစောနဲ့အော်မိတာဖြစ်တဲ့အတွက်သူကနားလေကြောင်းပြောလိုက်ကနှစ်ယောက်သားပြန်အစဉ်ပြေးသွားကြပါတော့တယ်။ဒီလိုပြန်အစဉ်ပြေးလွန်းသွားတဲ့ပြင်ယူချောင်းကကားပေါ်မှာတင်ကားမောင်းနေတဲ့ဇလန်းထားဆဖို့ပြင်တဲ့အတွက်ကြောင့်ဆန်းအုံးလည်းမနေတားယူရပြန်ပါတယ်။ ဒါရဲဆိုတာကလည်းမကြိုက်လို့တော့မဟုတ်ပါဘူးကားလမ်းမှာမာထပြီးတော့မြူတွေပိတ်နေကြအောင်မစေမချင်းမောင်းရင်အန်ဒီရနဲ့နေအောင်လုံးရောပရာသားသွားနိုင်လို့ပါဒါမလဲဆိုအတင်းတွေဇလန်းစားခြင်းနဲ့ယူချောင်းကတော့ဆန်အောင်ဘလုံးတားတာမရပဲကားမောင်းနေတဲ့ကိုအတင်းကျက်သွားပြီးတော့နမ်းပါတော့တယ်ဆန်အောင်ကရင်ရနာစကန်ရောက်တဲ့အထိစောင့်မောင်းဆိုတာတော့ပြောလို့မရပဲအတင်းကိုဖြစ်နေတာကြောင့်မတက်တာပဲလက်လျှော့လိုက်ရပါတော့တယ်တို့နဲ့တို့နှစ်ဦးသားကားပေါ်မှာနေကားမောင်းရင်းနဲ့တိတိတူဖို့ထပ်ပြီးတော့ပြင်လိုက်ကြပြီမြဲ့ ကံကြမအဲ့လိုပြောဖို့ကောင်းအောင်လို့မျက်နှာသာပေးဖို့မရခဲ့ပါဘူး။ဘာလို့လဲဆိုတော့ဆန်းဝန်တယောက်ကားမောင်းနေနဲ့ယူချောင်းနဲ့အောင်လွင့်နေစင်းမှာပဲကားဘော်တစုံတစ်ခုကပြုတ်ကျလာပြီးတော့အဲ့ရာကိုဝင်တိုက်လိုက်မိလို့ပဲဖြစ်ပါတယ်။တကယ်တော့ဆန်းဝန်တို့ကအဲ့ဒီရာကိုဝင်တိုက်တာမဟုတ်ပဲအဲ့ဒီရာကသာသူတို့ကားဘော်ကိုပြုတ်ကျလာခဲ့တာဖြစ်ပြီးတော့ကိုအောင်နဲ့ကိုဖြစ်နေကြတဲ့ဆန်းဝန်တို့ကတော့သူတို့ကားနဲ့တိုက်မိလိုက်တယ်လို့ပဲထင်သွားခဲ့တော့တာပါ။ဒါတော့မဲကားကမနီးမွေးနာမှာရက်ကထိတ်လန့်နေတဲ့ယူချောင်းကဆန်းဝန်ကိုသူတို့တိုက်မိတာရေသမင်မဲမဟုတ်လားလို့မေးလိုက်ပါတော့တယ်။ ဒါပေမဲ့ဆိုင်းဝန်းကတော့အလားတူထိတ်လန့်နေတဲ့အမူအရာနဲ့သူတို့တိုက်မိတာကရေးသမင်းတကောင်မဟုတ်ပဲလူတယောက်ဖြစ်တယ်ဆိုတဲ့အကြောင်းကိုပြန်ပြောလိုက်ပါတော့တယ်။ဆိုင်းဝန်းလည်းသူဘသူကိုတိုက်မိသွားလဲဆိုတာသိအောင်ကားပေါ်ကချက်ချင်းဆင်းပြီးအဲ့လူလဲကြနေတဲ့နေရာကိုသွားကြည့်လိုက်တဲ့အခါမှာအဲ့လူကအသက်မရှိတော့တာကိုတွေးလိုက်ရပါတော့တယ်။တကယ်တော့အဲ့ဒီအသက်မရှိတော့တဲ့သူကဘသူလဲဆိုတာဗော်ဒါတို့ကိုအထူးလဲပြောစရာမလိုပဲသိနေနိုင်မှာပါ။အေးမကြည့်ရသေးတော့မသိဘူးနော်ဒီနေရာမှာကြောင်တော်တော်ဖြစ်နေတော့အပိုင်းတစ်ကိုသွားပြီးတော့ပြန်ကြည့်လိုက်ပါဦး။ ဒါမဲ့ဟန်ဆန်ဟုံးကတော့သူကပဲအဖိုးကြီးတယောက်ကိုကားနဲ့အသေးဝင်တိုက်မိတယ်လို့ပဲထင်သွားခဲ့ပါတယ်။ကားပေါ်ကယူချောင်းနဲ့ဆင်းလာပြီးတော့ဆန်ဟုံးကိုအချိန်နေမေးကြည့်လိုက်တော့တိုက်မိတဲ့သူကတေသွားပြီဆိုတာကိုသိလိုက်တဲ့အတွက်ရဲကိုဖုန်းဆက်ကချက်ချင်းအကြောင်းကြားဖို့ပြင်ပါတော့တယ်။ဒါမဲ့ဆန်ဟုံးကတော့ယူချောင်းကိုအလင်းမြန်မဲ့တားပြီးတော့ရဲတွေကိုအကြောင်းမကြားဖို့ပြောလိုက်ပါတယ်။ဘာလို့လဲဆိုတော့သူကအရက်တောက်ထားပြီးတော့ကားမောင်းနေပြီးတော့လူကိုဝင်တိုက်တယ်။အဲ့ဒီတိုက်ခံတဲ့လူကတေသွားတယ်။အဲကြောင့်အဖမ်းသာခံရင်သူ့ဘဝကြီးလည်းပြီးဆုံးသွားပြီပဲဖြစ်ပါတယ်။ ဲလိုပြောမှအခြေအနေကိုသဘောပေါက်သွားတဲ့ယူချောင်းလေးရဲတွေကိုအကြောင်းမကြားတော့ပဲဘာဆက်လုပ်ကြမလဲလို့မေးလိုက်တဲ့အခါဆန်အောင်မာတော့တကယ်ပေါက်ကွဲသွားပါတော့တယ်တကယ်တော့အခုလိုတွေဖြစ်ရတာကယူချောင်းကြောင့်ပဲဖြစ်ပြီးတော့ယူချောင်းသားအရက်အတင်းမတိုက်ခဲ့လို့ရှိရင်ဒီလိုအခြေအနေတွေဖြစ်လာစရာအကြောင်းမရှိဘူးဆိုကအော်ဟစ်နေပါတော့တယ်အဲ့ချိန်ယူချောင်းကတစ်ဖက်ကကားတစီရောက်လာတာကိုတတိထားမိလိုက်ပြီးတော့စိတ်တုန်နေတဲ့ဆန်အောင်ကိုတတိပေးလိုက်ပါတော့တယ်အဲ့ဒီကားတစီကတော့ဆန်အောင်တို့ကားရထားနေရာမှရင်ထိုးရလိုက်ပြီးကားမန်အောင်ချလိုက်တဲ့အချိန်မှာတော့အထဲမှာအမျိုးသားတယောက် အမျိုးသမီးတယောက်ကိုတွေ့လိုက်ရပါတယ်ခြေသူတွေဖြစ်ပုံရတဲ့အဲ့ဒီအတွဲဟာကားလမ်းမဘေးမှာရက်နေတဲ့ဆန်းဦးကိုကားကဘိန်းချော်ပြီးတော့တိုက်မိသွားတာလားဆိုတာသဘောရိုးနဲ့မေးလိုက်ပါတော့တယ်အလောင်းကိုလူတွေမမြင်အောင်ကားဘေးမှာဖွက်ပြီးတော့လမ်းမဘက်မှာမတ်တက်ရက်နေတဲ့ဆန်းဦးကတော့ကားကမတော်ဆဘိန်းချော်ရက်သွားတာဖြစ်ပြီးအာမခံကုမ္ပဏီကလည်းမကြခင်လာတော့မှာပါဆိုတဲ့အကြောင်းကိုပြန်ပြောလိုက်ပါတယ်အပြင်မှာလူကသာအေးဆေးတုံ့ပြန်နေခဲ့ပြီမြင်ထဲမှာတော့တွေ့ပြားတွေ့သွားမလားဆိုတဲ့အတွေးတွေနဲ့ထိတ်လန့်ပြီးတော့တုံ့လှုပ်နေတဲ့ဆန်းဦးလည်း ကားပေါ်ကလူပြောတဲ့အကူကြီးတော်မယူတော့ပဲချက်ချင်းကိုညင်းဆန်လိုက်တာပါအလားတူကားထဲမှာအေးဆေးထိုင်ဆောင်နေပုံရတဲ့ယူချောင်းလဲတကယ်တမ်းထိုင်သာထိုင်နေတာသူမရဲ့စိတ်ထဲမှာတော့လူတွေတွေ့မှာဆိုလို့ထိတ်လန့်မှုအပြည့်နဲ့တုံလှုပ်နေခဲ့တာပဲဖြစ်ပါတယ်ဒါပေမဲ့ကံကောင်းစွာနဲ့ပဲအဲ့ဒီလူစိမ်းကလည်းဆန်းအောင်ပြောတာကိုယုံပြီးတော့ကားပြန်ထွက်မယ်အလို့နောက်တစ်ချိန်ပြန်ရက်ပြီးတော့ဆန်းအောင်ကိုထတ်ခေါ်မေးပြန်ပါတော့တယ်ဆန်းအောင်ကတော့ပေါ်များပေါ်သွားပြီလားတီသွားပြီလားဆိုတဲ့စိတ်နဲ့စိုးရိမ်နေပေမဲ့တကယ်တမ်းအဲ့လူမေးတဲ့စကားတော့ဒီနီနာတစ်ဝိုက်မှာအေးဆေးနားလို့ရတယ် နေရာမရှိဘူးလားဆိုပြီးတော့မေးလိုက်တာပါဒါကြောင့်စိတ်သက်သာရသွားပုံပေါ်တဲ့ဆန်းအောင်လဲသူတို့တဲခဲ့တဲ့ Oasis တဲခိုကန်းကိုလမ်းညွှန်လိုက်ပြီးတော့ GPS map မှာရိုက်ရှာပြီးတော့သွားလို့ရတဲ့အကြောင်းကိုပါပြောပြလိုက်ပါတယ်ဒါကြောင့်အိုက်ကားတွေကလူစိမ့်လန်ဆန်းအောင်ကိုကျေးဇူးတင်လိုက်ပြီးတော့ဒီနေရာကနေကားမောင်းထွက်သွားခဲ့ပါတော့တယ်အဲတော့မှပဲပြဿနာမရှိတော့ဘူးလို့ထင်နေတဲ့ဆန်းအောင်လဲစိတ်ကိုဟင်းကနေဒုံဒုံချလိုက်ရပြီးသူမသိလိုက်တာကတော့အဲ့ဒီကားတွေကလူနှစ်ယောက်ဟာစုံတောက်တွေဖြစ်နေကြတယ်ဆိုတာပါပဲ ဘာကြောင့်နောက်ဆန်းဝင်ကိုနောက်ခံလိုက်နေကြလဲဆိုတာမသိရသေးပေမယ့်ကားရဲအကောင်ကတော့သူ့ဘေးကကောင်မလေးကိုဆန်းဝင်ရဲ့ဓာတ်ပုံကိုတေချာရိုက်ထားနိုင်လိုက်လားဆိုတာကိုမေးလိုက်ပါတယ်။ဒါမဲ့ဟိုကတော့ဆန်းဝင်ရဲ့အနားမှာတခြားကောင်မလေးလည်းရှိနေတာကြောင့်ပုံရိုက်ဖို့တိတ်ပြီးတော့အဆင်မပြေတဲ့အကြောင်းကိုပြန်ပြောလိုက်ပါတယ်။ဒါလိုမျိုးဆန်းဝင်မသိအောင်ဆန်းဝင်ရဲ့ပုံတွေကိုလိုက်ရယူနေတဲ့သူတို့နှစ်ဦးကရောဘယ်သူတွေဖြစ်မလဲ။ဆန်းဝင်ကရောဘလို့ယာရီနဲ့ပတ်သက်ဆက်နွယ်နေလဲဆိုတာကိုတော့နောက်မှဆက်လာမှာဖြစ်တဲ့အတွက်အခုတော့ဘေးဒီနေနေပဲခြံထားခဲ့ပါသေးတယ်။ ဆိုတော့ဒီဘိုင်းကိုဆက်ပြီးတော့သွားမယ်ဆိုတော့လူတွေမရှိတော့လို့စိတ်သက်သာရသွားတယ်။ဇန်ဟွန်လည်းအခုကြံရှိနေတဲ့အလောင်းကောင်ကိစ္စကိုဘယ်လိုဖြေရှင်းရမလဲဆိုတာကိုစဉ်းစားလို့နေပါတော့တယ်။ဘေးကယူချောင်းလည်းမိမတို့တဘာဝအတိုင်းပေါက်ပေါက်တွေဖောက်နေပြီးတော့ဇန်ဟွန်ကိုလည်းတွေးများလောက်အထိကိုအနောက်ဆက်ဖြစ်နေပါတော့တယ်။ဒါမဲ့ဖြတ်ထုံးညံပြင်းတဲ့ဇန်ဟွန်ကတော့သူ့နားမှာယူချောင်းဘလောက်ပဲစူးညံနေပါစေ။သူကတော့လုံးဆရာရှိတော့လောက်ရမယ်ဆိုတဲ့ပုံစံနဲ့ကားနောက်ခန်းကိုဖွင့်ကအိတ်ကြီးတစ်ခုကိုဆွဲထုတ်ပါတော့တယ်။ယူချောင်းကဘာလို့မလုပ်လဲဆိုတော့တွတ်တွတ်ပဲမေးနေပေမဲ့ အလုံးနဲ့ပဲတတ်သိပြတဲ့ဆိုင်းဝန်ကတော့အဲ့လူသေးလောင်းကိုသူတည်လာတဲ့အိတ်ကြီးထဲမနေရအောင်ထည့်နေပါတော့တယ်။ဒါလို့ဆိုရင်ဆိုင်းဝန်ဘာလုပ်မလဲဆိုတာနားလေသွားတဲ့ယူချောင်းကလည်းဆိုင်းဝန်ကိုပြဿနာဆပြီးတော့ရှာပါတော့တယ်။ဆိုင်းဝန်ကတော့တောင်းပမာလောင်းလူမသိသူမသိသွားမြုံမဲ့ကိစ္စကိုပဲစိတ်အားတန်နေပြီးအခုတည်သွားတဲ့လူကလည်းဘာမှမဟုတ်တဲ့အဖိုးကြီးတယောက်ပဲဖြစ်နေတာကြောင့်ဘယ်သူမှပျောက်သွားတာကိုရေးတူမလုပ်ကြဘူးဆိုတဲ့အကြောင်းပါအကြောင်းပြချက်ပေးလိုက်ပါတယ်။ဒီလိုမျိုးနှစ်ယောက်သားညင်းခုံရံဖြစ်နေကြချိန်မှာပဲအတန်တစ်ခုကြားလို့လဲကြည့်လိုက်တဲ့အခါစပိန်တစည်းနဲ့ အချက်တွေဝယ်ပြီးတော့ပြန်လာတဲ့အမှုသမားတူဖြစ်နေပြီးတော့အဲ့လူကတော့ဇန်းအုံးတို့ကိုဂူးဆိုင်ပုံတစ်စက်မှမရပါဘူး။ဒါကြောင့်သူကသူစပိန်ဆက်နေပြီးတော့အိုက်ညာကဖြတ်သွားတဲ့ချိန်ဒေါသလေးလိုက်ထွက်နေဖြစ်တဲ့ဇန်းအုံးကတော့အနောက်ကနေပြေးလိုက်ကာစပိန်မော်ကအဲ့လူကိုအားနဲ့အတင်းပြေးဆွဲချပါတော့တယ်။ဆွဲချခံလိုက်တဲ့အဲ့လူကတော့အရင်မူးနေရတဲ့ကြောင်းအားနဲ့မြေကြီးကိုရိုက်မိတာတကြောင်းတော့အဲ့နေရာမှာတတိမေမျောသွားပါတော့တယ်။သူများကိုမေ့သွားလှုပ်ပြီးမှသတိပြန်ဝင်လာတဲ့ပုံပေါ်တဲ့ဇန်းအုံးလဲသူလူတယောက်ကိုထပ်တန်းပြီးပြန်ပြီလားဆိုတဲ့စိတ်နဲ့အဲ့မေ့နေတဲ့လူကို အသက်ရှူမရှူစမ်းသပ်ကြည့်လိုက်တဲ့အခါမှာတော့ကန်ကောင်းထောင်းမှစွာပဲအဲ့လူကမသေးသေးပါဘူးတကယ်တော့ဆန်းအောင်တယောက်အဲ့လူကိုအန်ရယ်ပြုတ်လိုက်တယ်ဆိုတာကလည်းဒီလူဟာဆန်းအောင်တို့ခုနလုံနေသမျှတွေကိုဖျက်ခနဲမြင်သွားတဲ့မျက်မြင်သက်သေဖြစ်နေလို့ပါဒါကြောင့်ဆန်းအောင်လည်းသူ့ရဲ့အစီအစဉ်ကိုဖျက်ဆီးရကောင်းလားဆိုပြီးတော့စိတ်တိုနဲ့အခုလိုလှုပ်ထဲလိုက်တာပဲဖြစ်ပါတယ်ဒိုးနဲ့ဆန်းအောင်လည်းအဲ့မေးနေတဲ့လူကိုသေပြီးတော့ခုနကအလောင်းထည့်ထားတဲ့ကားနောက်ခန်းထဲမှာပဲထည့်လိုက်ပြီးတော့ယူချောင်းကတော့ဘာလို့လုံနေလဲဆိုတာထပ်ပြီးတော့ပြဿနာရှာပါတော့တယ် ဇန်ဝင်ကတော့အဲ့လူကမျက်မြင်သက်သေဖြစ်တဲ့အတွက်ဒီတိုင်းမထားခဲ့နိုင်မှုဆိုကကြံမိကြံရအနေနဲ့သူတို့နဲ့တဘာတဲခေါ်လာဖို့ဆုံးဖြတ်လိုက်တာပဲဖြစ်ပါတယ်။ယူချောင်းလည်းသူ့ကိုထောင်ထဲဝင်စေခြင်းရင်ဒီမှာပဲနေခဲ့မွေးစေခြင်းတော့တခါတည်းလိုက်ခဲ့ဖို့ရွေးခိုင်းလိုက်ပြီးတော့ဒီကိစ္စမှာအပြစ်နဲ့မကင်းတဲ့ယူချောင်းလည်းချစ်သူလေးကိုတယောက်တည်းမလွတ်လိုက်နိုင်တာကြောင့်ဘာဖြစ်ဖြစ်သူပါအဆုံးထိဆက်လိုက်လာပေးဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ဒိုနယ်ဟန်ဆန်ဟွန်းရဲ့ကညာဘက်ကြီးအေဂျင့်တိတ်ဆိတ်နေတဲ့အချိန်မှာလူသူဝေးလံခေါင်တီတဲ့ဂျိုးဝေါတောင်ဘော်ကိုရောက်လာခဲ့ကြပြီးတော့ အဲ့ချိန်ကားနောက်ခန်းထဲမှာထည့်ထားတဲ့မျက်မြင်သက်သေကလည်းသတိပြန်ရလာပြီဖြစ်ပါလေသတိပြန်ရလာခြင်းမဲ့အဲ့လူမြင်လိုက်တာကပေးနာမှာလဲထားတဲ့အလောင်းကောင်ကြီးဖြစ်နေပြီဒါကြောင့်သူလည်းထိတ်လန့်ကကြောက်လန့်တကြားနဲ့အော်ဟစ်လိုက်ပါတော့တယ်ဘာသူမဆိုကိုမသိတဲ့နေရာမှာအဖမ်းခံထားပြီးတော့သတိရလို့ကြီးလိုက်တဲ့ချိန်ဘေးမှာလည်းအလောင်းကြီးရှိနေတော့ဘော်ရောက်လည်းလေးပြာမတက်ခံစားပြီးတော့အော်အေးမိမှာတေးကြပါလေဒီလိုသဘောတရားကိုတော့နားမလည်နိုင်တော့တဲ့အထိပူထူနေတဲ့ဆောင်းဟာဒေါသကြီးနဲ့ကားပေါ်ကနေဆင်းပြီးတော့ကားတကားကိုဖွင့်ပြီးကားရဲတန်ကိုဆွဲယူပါတော့တယ် အဖြစ်ပြတွေကိုမြင်ရပြီးတော့စံအောင်ဘာဆက်လုပ်တော့မလဲဆိုတာခံမှန်းမိတဲ့ယူချောင်းလေးသူအီးစားကိုအဲ့လိုမလုပ်ဖို့အတင်းတားပါတော့တယ်စံအောင်ကသူတပောက်ကိုထိခိုက်တဲ့အောင်မလုပ်တဲ့သူဖြစ်တာကြောင့်ဒီလိုလုပ်တာကမှားရင်းကြောင့်ဆိုပြောလိုက်ပြီးစံအောင်ရဲ့ရွယ်ချက်မဖြစ်မြောက်ရေးအတွက်အစွမ်းကုန်ကြိုးစားပါတော့တယ်တကယ်တော့ယူချောင်းကအကုန်လုံးထင်သလိုပဲစံအောင်အနေနဲ့စိတ်လက်မှမလုံးမိမာကိုစိုးရိမ်နေတာပဲဖြစ်ပါတယ်စံအောင်အနေနဲ့မျက်မြင်သက်သေဦးပါရှင်းပြရမယ်ဆိုတဲ့စိတ်နဲ့တစ်ခုခုထပ်ပြီးတော့လုပ်လိုက်မယ်ဆိုရင်ပြင်းမှုတစ်ခုကနေနမှုတီတိုးသွားမှာပဲဖြစ်ပါတယ် ဒါမဲ့ပြစ်မှုတွေဘာတွေထိမတွေးနိုင်တော့တဲ့ဆိုင်းဝန်ကတော့ကောင်းရိုက်တန်ကြီးကင်ပြီးကားနောက်ခံကိုဆွဲဖွင့်ကသတိရလာသူကိုရိုက်နှက်ချောင်းလန့်ပါတော့တယ်။သူအနေနဲ့လူတယောက်ကိုတင်အောင်လုံးမိပြီးသွားပြီမလို့နောက်တယောက်ကိုထပ်တမ်းမိလဲကိစ္စမရှိတော့ဘူးလို့ဆိုလိုက်ကအတင်းဖြဲချောင်းနေခဲ့တာပါ။တစ်ဖက်ကလူမာတော့သူ့ဘာသူဘာဖြစ်နေမှန်းတော့မသိပဲဆိုင်းဝန်စီကနေအသက်ချမ်းသာပေးဖို့သာအတင်းကိုတောင်းဆိုနေပြီးအခုမြင်ခဲ့တာတွေကိုလည်းဘသူမှပြန်မပြောပါဘူးဆိုကဂရိတွေထပ်ထပ်ပေးနေပါတော့တယ်။ဒေါသစိတ်နဲ့ကြောက်စိတ်မှုန်နေတဲ့ဆိုင်းဝန်လဲတကယ်တမ်းမှာတော့ဂျူချောင်းထင်သားတယ်လို့မျိုး စိတ်လိုက်မှန်မှမလုပ်ခဲ့ပဲနဲ့အဲ့မျက်မြင်တတ်တွေကိုအသက်ချမ်းသာပေးလိုက်ပါလေ။ဒါပြင်ထူးဆန်းဆန်းအဲ့လူရဲ့ဘဏ်အကောင့်ကိုပါစပြီးတော့တောင်းလိုက်ပါလေ။ဘဏ်အကောင့်တောင်းခံလိုက်တဲ့သူမှတော့ကြောင်တောင်နဲ့သူ့ရဲ့ဘဏ်အကောင့်နံပါတ်ကိုထိထိငေါငေါပြောပြီးတော့ဆန်းအောင်ဘာလို့မလုပ်လဲဆိုတာကိုကြည့်နေပါတော့တယ်။မကြခင်မှာပဲအဲ့လူရဲ့ဖုန်းထဲကို message တစ်ခုဝင်လာပြီးတော့အဲ့ဒါတော့သူ့ရဲ့ဘဏ်အကောင့်ထဲကို1သိန်းတရာရောက်ရှိလာတယ်ဆိုရက်ပြီးစားပါပဲ။တကယ်တော့အဲ့ငွေတွေကိုဆန်းအောင်ကသူ့ရဲ့အကောင့်ထဲလွှဲပေးလိုက်တာဖြစ်ပြီးတော့တနည်းအားဖြင့်ပြောရရင်တော့နှုတ်ပိတ်ခပေးလိုက်တာပါပဲ။ ိုင်တော်ဆိုင်အောင်ကအဲ့လူကိုသူ့ရဲ့ဗန်ထဲပတ်ဆံရောက်သွားပြီမလို့ဒါအကြံပါဖြစ်သွားပြီဆိုတဲ့အကြောင်းကိုပြောကသူသားတခြားသူတွေကိုပြန်ပြောမယ်ဆိုရင်အဲ့ဒီကိစ္စတွေသူ့ဘာဆွဲထည့်ပြစ်မယ်ဆိုတဲ့အကြောင်းကိုအရေးမွက်ပြောလိုက်ပါတယ်တကယ်တော့ဆိုင်အောင်မသိတာကသူကိုယ်တိုင်ပဲပြဿနာတွေနဲ့ခုံဆင်းခဲ့တယ်ဆိုတာပဲဖြစ်ပြီးတော့သူနှုတ်ပိတ်ကပေးလိုက်တဲ့မျက်မြင်သက်တွေကလည်းဘလို့မျိုးသူ့ဘော်တက်ရောက်လာမလဲဆိုတာကတော့စိတ်ဝင်စားဖို့ကောင်းနေခဲ့ပါပြီအတက်လည်းမသေးတဲ့ပြင်ပတ်ဆံပါအချောင်ရလိုက်တဲ့အဲ့လူကတော့ဆိုင်အောင်ကိုကျေးဇူးတင်ကသူများတွေကိုလည်းပြန်မပြောပါဘူးဆိုတဲ့ဂရိတွေပေးပြီးတော့ အဲ့နေရာကနေထွက်သွားဖို့လို့ပါတော့တယ်ဒါမဲ့ဆန်းဟုံးကတားလိုက်ပြီးတော့ပတ်စံယူထားတယ်ဆိုရင်အလုတ်လုတ်ပေးရမှာပေါ့ဆိုပြီးတော့ပြောလိုက်ပါတယ်တကယ်တော့ဆန်းဟုံးပေးလိုက်တဲ့ဝမ်သိန်းတရာနှုတ်ပိတ်ကြီးလည်းဖြစ်တယ်လို့အလောင်းကူဖြောက်ပေးဖို့ပေးတဲ့ဈေးလည်းဖြစ်နေပါတယ်အတက်လည်းမသိပတ်စံလည်းယာထားဖြစ်တဲ့ငနေသားကတော့ဆန်းဟုံးခိုင်းတယ်လို့မျိုးအလောင်းကူဖြောက်ပေးဖို့ကူညီလိုက်ပါတယ်ဒါကြောင့်အလောင်းဖြောက်မဲ့နေရာစီကိုဆန်းဟုံးကအရှိသွားအလူကကြတော့အလောင်းကိုမနိုင်မနှင်းတဲကအနောက်ကနေလိုက်ပါတယ်။ဇိုးနဲ့အလောင်းမြုပ်ဖို့တင်းတော်တဲ့နေရာကိုရောက်တဲ့အချိန်မှာတော့ဆန်းဟုံးက မြေနေထောင်ကြီးကမြေကြီးကိုစတင်ဒူးလိုက်ပါတယ်။သူတောက်တဲ့မြေကြီးကိုစ조사ပန်းသားဒူးနေချိန်တစ်ဖက်ကလူကတော့အလောင်းအသေးပြီးမိမ့်မိန်ရက်နေရာကြောင့်သူကိုဝိုင်းကူပေးဖို့လှမ်းပြောလိုက်ပါတယ်။ဒါကြောင့်အဲ့လူလဲတဲထားတဲ့အလောင်းကိုခနာချကဆန်းအောင်နဲ့ဒူးဒူးမြေကြီးကိုကူတူးပေးလိုက်ပါတယ်။ဒါမဲ့ဆောင်းတွင်းမဲ့ဖြစ်နေတာကြောင့်ရောတောင်ပေါ်မှာဖြစ်နေတာကြောင့်ရပါမြေသားမာနေပြီးတော့အလွယ်တကူတူးလို့ရမနေပါဘူး။အဲ့လိုမာကြောတဲ့မြေသားကိုမရမကဒူးရင်းနဲ့ဆန်းအောင်တယောက်လက်မှာဒဏ်ရာရသွားပါတော့တယ်။ပုံမှန်ဆိုရင်ဒီလိုဒဏ်ရာမျိုးကအရန်နာတယ်ထင်ရပေမဲ့ အလောင်းဖျောက်ဖို့ကသာစိတ်ဆောနယ်ဆန်းအောင်မှာတော့ဒံအောင်ကောင်မမှုနိုင်ပဲညီကြီးတို့သာအင်တိုင်းအားတိုင်းဆက်ပြီးတော့ဒူးနေပါတော့လေဒုံနဲ့အလောင်းမြုပ်ဖို့တင့်တော်တဲ့အနက်လောက်ရောက်လာတဲ့အချိန်မှာတော့ညီကြီးတူတော်ရက်လိုက်ပြီးတော့အလောင်းကိုတူးထားတဲ့နေရာစီကိုမြေချလိုက်ပါတော့လေဒါမဲ့ညီကြီးကအရန်မာနေရာကြောင့်တွင်းကိုအနက်ကြီးမတူးနိုင်ပဲအပေါ်ရန်ရှက်ယုံလောက်သာတူးထားကြအောင်အလောင်းမြုပ်တဲ့အချိန်မှာလည်းငကိုထက်ကိုဖုံးဖိရပို့ပြီးတော့ခတ်နေခဲ့ပါလေဒါမဲ့လည်းအစင်းပြေလို့စီမံလိုက်ပြီးတဲ့နောက်မှာတော့အလောင်းဖျောက်တဲ့ကိစ္စလည်းပြီးဆုံးသွားပြီးဇန်အောင်တို့လည်းကားပေါ်ကိုပြန်တက်လာကြပါတော့လေ ကိစ္စတွေအကုန်လုံးပြီးဆုံးသွားပြီလို့ထင်လိုက်ရပြီမဲ့တကယ်ပြဿနာကအခုမှစမှာပါ။ဘာလို့လဲဆိုတော့မျက်မြင်သက်သေဆရာသမားကဆန်းဟုံးကိုနောက်ထပ်ဝန်သိန်းတရာထပ်ပေးဖို့တောင်းဆိုလိုက်လို့ပဲဖြစ်ပါတယ်။ရာလီလိုလေအိုဒစီဆွေအတိုင်းလောဘအတော်မတတ်နိုင်တဲ့အဲ့လူဟာသူ့အနေနဲ့အလောင်းကိုခက်ခဲခဲကူဖြောင်ပေးရတာကြောင့်အခုလိုထပ်ပြီးတော့ရာတင်နေဆွဲအကြောင်းကိုအကြောင်းပြချက်ပေးနေတာလည်းဖြစ်ပါတယ်။ဆန်းဟုံးကမတတ်ဘဲနဲ့အသက်ချမ်းသာပေးပြီးတော့ပတ်စံမှာလွှဲပေးလိုက်တာတော့အခုလိုလောဘတက်နေအောင်ဆန်းဟုံးလည်းကတိကောင်းဖြစ်ုံကလွှဲပြီးတော့ဘာမှမတတ်နိုင်တော့ပါဘူး။ ဘာလို့လဲဆိုတော့သူကိုယ်တိုင်မဲ့ဒီဇယ်လန်ကိုအစားပြုခဲ့လို့ပါဒါကြောင့်ဆိုင်းအောင်လဲဘာမှငင်းမနေတော့ပဲသူထပ်တောင်းတဲ့တင်းတရာပြင်နောက်ထပ်တရာပါပါတင်းနေရပေးမယ်ဒီကိစ္စတွေအကုန်လုံးဘာမှဖြစ်သလိုမေ့ပြလိုက်ဖို့အပေးဦးလှုပ်လိုက်ပါတော့တယ်ဒရုန်းနဲ့နောက်နေ့မနက်မှာတော့ဆိုင်းအောင်တို့လဲစိုးမျိုးပြန်လဲရောက်ရှိလာခဲ့ကြပြီးမနေ့ညအဖြစ်ပြက်တွေကြောင့်အကုန်လုံးစိတ်ရောလူပါပင်ပန်းဖြစ်နေရပါတော့တယ်အဲ့ထဲမှာမနေ့ညအထိတ်လန့်ဆုံးဖြစ်ခဲ့ရတဲ့ယူချောင်းကတော့အဆိုးဆုံးဖြစ်နေပြီးတောင်သီးတဲ့ဆိုင်းအောင်ကတော့ယူချောင်းကိုအိမ်ပြန်ရောက်အေးဆေးအနားယူဖို့တိုက်တွန်းလိုက်ပါတယ် ဒုံနဲ့ယူချောင်းကိုသူ့ရဲ့နေရာမှာခြာပေးပြီးတဲ့နောက်မှာတော့ဇန်ဟုတ်တောင်မနေညာအရှိမန်ပြက်စီးသွားတဲ့သူ့ရဲ့ကားကိုဒေချာဆစ်ဆေးလို့နေပါတော့တယ်။အဲဒီချိန်မှာကားတွေကနေဟိုလူကထွက်လာပြီးတော့ဇန်ဟုကိုသူအိမ်ပြန်တော့မယ်ဆိုတဲ့အကြောင်းကိုပြောလိုက်ပါလေ။ဇန်ဟုလည်းဘာထွေထူးမဟုတ်တာကြောင့်ပြန်မို့ခွင့်ပြုလိုက်ပေမဲ့ဟိုလူကတော့တကယ်ထွက်မသွားပဲသူ့ရဲ့ကြံနေသေးတဲ့အကျွေးသိမ်းနေရကိုအတင်းတောင်းနေတာပါ။ဒါကြောင့်ဇန်ဟုလည်းမပေးချင်ပေးချင်လည်းပဲဂရီပေးခဲ့သလိုမျိုးအဲလူစီကိုဝမ်သိမ်းနေရလွှဲပေးလိုက်ပါတော့တယ်။မြောက်လက်ထဲအုံဒီရသွားသလိုပျော်သွားတဲ့အဲလူကတော့ဇန်ဟုကိုနှုတ်ဆက်ပြီး သူ့အိမ်သူပြန်သွားခဲ့ပါလိမ့်မပြောင်းနိုင်တဲ့သူကတော့ဆန်းအောင်ပဲဖြစ်ပြီးတော့သူ့ဘဏ်အကောင့်ထဲမှာဆိုရင်လဲလက်ကျန်ငွေကဘလောက်မှမရှိတော့တာကြောင့်စိတ်ညစ်နေရပြန်ပါလိမ့်ဒရုန်းနဲ့ဆန်းဝန်တယောက်ကားပေါ်ကိုပြန်တက်လာတဲ့အချိန်မှာတော့ဖြစ်ပြီးသားကိစ္စတွေကြောင့်သူ့ကိုယ်သူဒေါသထွက်နေခဲ့ပါလိမ့်ပြီးတော့အဆိုးဆုံးကတော့မနေညာရလာတဲ့သူ့လက်ဖွားဒဏ်ရာကဆိုးဆိုးရွားနာကျင်နေတာပဲဖြစ်ပါလိမ့်ခုနာထီတောက်လျှောက်တုန်းကတော့အတွေးပေါင်းများစွာခံစားချက်တွေနဲ့ရှုပ်ထွေးပြီးတော့လက်ကဒဏ်ရာကိုမဆိုင်လိုက်နိုင်ပေမဲ့အခုကြမှာစိတ်ကိုလျှော့လိုက်တာဖြစ်တဲ့အတွက်ဒဏ်ရာကနာတော်သတိထားမိလာပါလိမ့် ဲချိန်မှာပဲကားတကားကိုလာခောက်တာကြောင့်ကြီးလိုက်တော့ခုနလူဖြစ်နေခဲ့ပြီးတော့အဲခါမှာတော့သူကအိမ်ပြန်ဖို့တက္ကစီကလာထပ်တောင်းနေတာပဲဖြစ်ပါတယ်သူစီမှာပတ်စံအိမ်လဲပါမလာကြောင့်တက္ကစီစီးဖို့ငွေသားလိုအပ်နေပြီးအဲ့တော့လဲဆိုင်းကသူ့မှာရှိတဲ့ပတ်စံကိုပဲထုတ်ပေးလိုက်ရပြန်ပါတယ်လိုချင်တာရပြီးတဲ့နောက်မှာတော့တီဝိနဲ့ပြန်ထွက်သွားတဲ့သူကိုကြည့်ကဆိုင်းကတော့အဲ့လူဟာပုံမှန်မဟုတ်ဘူးဆိုတာကိုသတိထားမိသွားပါတယ်သူတို့နဲ့ဆိုင်းလဲပြက်စီးသွားတဲ့ကားကိုကားဝက်ရှော့သွားအပ်လိုက်ပြီးတော့ဈေးစကားကိုကြည့်လိုက်တဲ့အခါမှာတော့148သိန်းဖြစ်နေရာကြောင့်သူ ਈ တက်ရပြန်ပါတယ် သူမှတောင်းဆောင်မနေညာကိစ္စအတွက်နဲ့ငွေကုန်ပေါင်းဖြစ်နေရပြီးတော့အဲ့အတွက်လည်းတော်လေးစိတ်ညစ်နေပုံရပါတယ်။ကားဝဝက်ရှော့မှာအပ်ပြီးတော့အပြန်လမ်းမှာတော့ဆန်းအောင်တဲ့အရင်ကဂျေအောင်ပြည့်မှုလုပ်ပြီးတော့ပြန်စစ်သူလိုမျိုးသတင်းကောင်းစင်မှာဂျိုးဝတောင်ပေါ်အလောင်းဖြောင်းပြမှုနဲ့ပတ်သက်ပြီးတော့ရှာကြည့်လိုက်ပါတော့တယ်။သတင်းတစ်ခုမှတက်မလာတဲ့ခါသူလည်းစိတ်အေးသွားပြီးတော့သူ့ဈေးကန်းသူပြန်ဝင်နေပါတော့တယ်။အဲ့လိုမျိုးဆန်းအောင်တယောက်ဈေးကန်းထဲကိုဝင်သွားတဲ့ပုံတစ်ဖက်အစားအုပ်အမြင့်ပေါ်ကနေဓာတ်ပုံရယူနေသူတွေလည်းရှိခဲ့ပြီးတော့သူတို့ကတော့မနေ့ကညမှာဆန်းအောင်နဲ့တွေ့ခဲ့တဲ့စုံတောက်တွေပဲဖြစ်ပါတယ်။ ဇန်ဝင်ရလှုံ့ဆောင်မှန်သမျှကိုတခုမှအလွတ်မခံပဲမှတ်တမ်းယူနေတဲ့သူတို့နှစ်ဦးမှလည်းဘာကိစ္စတွေရှိနေလဲဆိုတော့အခုဒီမသိရသေးပါဘူးဒါတွေကိုလုံးဝမသိတဲ့ဇန်ဦးမှာတော့သူစေကန်းလေးကိုဝင်ကလက်ကဒဏ်ရာကိုအသေးအံကုနေပါလေအញ្ញမနေမဲ့ဇန်ဦးကယူချောင်းစီကို message ကနေတဆင့်သူ့မှာငွေကြေးခက်ခဲဖြစ်နေကြောင်းပြောလိုက်ပြီးတော့ပတ်စံလှမ်းပြီးတော့ချီးပါလေဒါမှမဟုတ်အဲ့ message ယူချောင်းစီကိုမရောက်ခင်ပါပဲအလေးမြန်ပြန်ဖြတ်လိုက်ပြီးတော့သူ့ကိုအားတဲ့ချိန်မှာဖုန်းဆက်ဖို့ message ကိုသာရေးထားလိုက်တာပါဒုံနဲ့နောက်နေမှာတော့ဇန်ဦးတယောက် ူစည်းကမ်းမှာလူနာကြီးပေးနေတော့ယူเจ้าကဖုန်းခေါ်လာပါတော့တယ်။ဒါကြောင့်ဆိုင်းအောင်လဲလူနာကိုသူနာပြုတ်နေခဏထားပြီးတော့သူကဖုန်းကိုအပြင်ထွက်ပြောပါတယ်။ဆိုင်းအောင်ပြောတဲ့အထဲမှာတော့သူဟာဆေးုံသေးဖွင့်ဖို့အတွက်ပတ်စံတွေသုံးလိုက်ရတာကြောင့်အဲ့တော့အခက်အခဲဖြစ်နေကယူเจ้าကိုကူညီပေးဖို့တောင်းဆိုတာပဲဖြစ်ပါတယ်။ယူเจ้าကလည်းဒီလိုကိစ္စတွေဖြစ်လာတာကသူ့ကြောင့်ဆိုရဲအပြင်မကင်းတဲ့စိတ်နဲ့ဆိုင်းအောင်ကိုနားလဲပေးပြီးတော့တပတ်တွင်းဆိုင်းအောင်လိုအပ်တဲ့ငွေတွေကိုစီစဉ်ပေးမယ်လို့ပြောလိုက်ပါတယ်။ဒါကြောင့်ဆိုင်းအောင်လဲကျေနပ်သွားပြီးတော့ယူเจ้าကိုနောက်ထပ်တစ်ခုထပ်ပြီးတော့ပြောပြန်ပါတယ်။ အဲ့ဒါကတော့လက်လောခြေနေတွေကြောင့်တို့အချင်းချင်းမဆက်သွယ်ပဲခဏလောက်နေကြအောင်ဖြစ်ပြီးတော့ဘာတွေဖြစ်လာမယ်မှမသိတာကြောင့်ဂျိုဒီပြင်ဆင်တဲ့သဘောမျိုးလေးဖြစ်ပါတယ်။ဇန်ဟိုတယောက်သူလိုချင်တာလည်းရ၊သတိပေးချင်တာလည်းပြောပြီးဆိုတော့ဖုန်းချပြီးတော့တွေးတော်နေပြန်ပါတယ်။တကယ်တော့ဇန်ဟိုကတကယ်ငွေကြေးကြက်တဲတယ်ဆိုတာဒီကိစ္စတွေဖြစ်လာတာကသူတယောက်တည်းကြောင့်မဟုတ်တဲ့အတွက်ယူเจ้าမှာတောင်းယူစေချင်တဲ့သဘောမျိုးရှိနေတာပါ။ဒါကြောင့်ငါတယောက်တည်းပတ်စံကုန်မခံနိုင်ဘူး။သူပါကွာမယ်ဆိုတဲ့သဘောမျိုးနဲ့ယူเจ้าစီကိုပတ်စံလှမ်းတောင်းတာပဲဖြစ်ပါတယ်။ ယူကြောင်းနဲ့ဖုံးပြောပြီးတဲ့ဆိုင်းလဲသူလက်ကဒံဟာကိုပြန်ပြီးတော့ဈေးထဲဖို့အတွက်ကိုပိုင်လုံခန်းထဲကိုပြန်ဝင်သွားခဲ့ပြီးကောင်တာသူနာပြုတွေတော့နောက်နာရီဝက်အတွင်းလူနာမကြည့်ပေးနိုင်သေးဘူးဆိုတာနဲ့အဲဒီချိန်တွင်ဘသူ့မှာအဝင်မခံဖို့မှားထားလိုက်ပါလေတကယ်တော့ဆိုင်းဝဲလက်ကဒံဟာကထင်ထားတယ်ပို့ပြီးတော့ပြင်းနေရာကြောင့်အဲ့တော့တန်ရှင်းလို့ပြီးတော့ဈေးထဲဖို့အတွက်အချိန်ယူလာလဲဖြစ်နိုင်တယ်လို့သူဒံဟာရနေစွာကိုလည်းဘသူ့မှာမသိစေချင်လဲဖြစ်နိုင်ပါလေမောင်ဝင်ဒီဒံဟာကြောင့်ဘာဖြစ်ခဲ့လဲဆိုတာတန်တရားဝင်ခံရနိုင်လို့ပါအဲ့လိုမျိုးအသေးတန်ဈေးထဲနေတုန်းမှာပဲတကားခေါက်တန်ကြားလိုက်တဲ့အတွက် ဇောင်းတယောက်ဒေါ်လေးစိတ်တူသွားပြီးတော့ဘသူမှဝေမခံဖို့ပြောနေရတော့တကားလာခောက်ရလားဆိုတော့အော်ငါဖို့လဲကြည့်လိုက်ပေမဲ့တွေးလိုက်ရတာကတော့သူ့ကိုစိတ်ပြတ်သွားစေပါလေ။ဘာကြောင့်လဲဆိုတော့တကားခောင်းနေမှာကရုံကန်းထိပါဝင်ရောက်လာသူကတော့သူမကြသေးငါမှငွေပုံပေးပြီးတော့နှုတ်ပိတ်ထားခဲ့တဲ့မျက်မြင်သက်သေဖြစ်နေလို့ပါ။ဘာကြောင့်အဲလူဟာဆန်းဦးထိုင်နဲ့ဈေးုံထိလိုက်လာတယ်ဆိုတာမသိရသေးပေမဲ့မျက်နှာပြောင်တိုက်ပြီးတော့မေးလိုက်တဲ့မေကွန်းကကောင်းကောင်းအနားယူပြီးသွားပါပြီလား။ဆရာဆိုရဲမေကွန်းဖြစ်နေတာကြောင့်ဘာကိုရည်ရွယ်ကျင်တာလဲ။ ဇက်လန်းကဘာတွေဆက်ဖြစ်အောင်ပါလဲဆိုတာကတော့နောက်တစ်ပိုင်းမှာကြည့်ကြပါမယ်ခင်ဗျာဟုတ်ကဲ့ပါဒီနေ့တော့တင်ဆက်မှုကဒီလောက်ပဲဇက်ကြောင်းကဒီလိုလာတယ်ဗျထူးထူးဆန်းဆန်းလေးပေါ့နော်ပုံမှန်ကျွန်တော်ကြည့်နေကြဇက်ကားတွေလို့မဟုတ်ဘူးအခြေဆက်အကွက်လှလှနေနေဆိုတော့ကြည့်လို့ကောင်းတယ်โอเคနောက်တစ်ပိုင်းမှာကျွန်တော်ပြန်တွေ့မယ် တော့ channel subscribe လုပ်ဗီနာခေါင်းလုံးနှိပ်ပြီးစောင့်ကြည့်နိုင်ကြောင်းလည်းပြောပါစေဒီနေ့မှာအစားဆုံး live ပါကြီးစုအားပေးခဲ့တဲ့အချိန်ပေးခဲ့ကြတဲ့ပရိသတ်များတောင်ချင်းတိုင်းကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာကျွန်တော်အန့်ခင်မှုပါ